တ်135 296ဘယ်တက်ရလဲ405ခင်ဗျဒီနေ့ကျတော့ဘယ်ဘယ်မှာတက်ရဒီနေ့ကျကျွန်တော်တောင်းဦးမှာခင်ဗျတောင်းဦးအုတ်တန်းတာဘယ်ဘက်စီရဘက်စင်စက်တက်ခင်ဗျဟိုဘလိုဘလိုဖြစ်ပြီးတော့တက်ထဲရောက်ရောက်လာကျွန်တော်ကဇွားနေပြီးတော့ထွက်လာတယ်ခင်ဗျထွက်လာပြီးတော့ကျွန်တော်တို့ကြိုက်ခမီးမှာပြန်လည်လိုက်ပါခင်ဗျပြန်လည်လိုက်ပြီးတော့ကြိုက်ခမီးမှာဒုရံငါကလည်းအနိုင်ကျင်းကြတယ်ဆိုတော့ကျွန်တော်တို့ ဲ့ဒီตาကြီးအေးသူကနေပြီးတော့ရိုက်နှက်ပုတ်ခတ်ပြီးတော့ကျွန်တော်တို့ထည့်လိုက်တာမင်းတငယ်ချင်းပေါ့မင်းတငယ်ချင်းကျွန်တော်တို့တော့ဟုတ်ကဲ့ကျွန်တော်9ယောက်လောက်ပေါ့9ယောက်လောက်ပြင်လေသား9ယောက်လောက်ကျွန်တော်တို့ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ကျွန်တော်တို့အဲ့တောင်ဟုတ်တယ်မှာတင်တဲ့တင်တဲ့ပြီးတင်တဲ့ပြီးရတယ်ပေးရအောင်တင်နာမီရနဲ့ကျွန်တော်တို့ရန်ကုန်သွားရမှာရန်ကုန်နေပြီးတော့ဒီဘောက်ကြောင့်တင်မောနဲ့ကဲပြီးတော့မှာရောဒီဘောက်ရန်ကုန်ပို့ရန်ကုန်ပဲပို့မယ်ဆိုတော့ပြောလိုက်တာ အဲ့လိုတော့မပြောဘူးညဘာလဲကျွန်တော်လည်းပြောတယ်မပြောဘူးလို့သွားမယ်ဆိုတာလည်းမသိဘူးသူတို့ခေါ်တဲ့နောက်ပဲလိုက်ပြောရင်တင်တယ်မှပါလိမ့်ပြောတယ်တင်တယ်မှသူတို့ပြောတာလို့ကျွန်တော်တို့အေးရရောင်းမယ်ပေါ့ထိုင်တက်လောက်အောင်မယ်လို့ပြောပါတယ်လာစာတွေလည်းကောင်းတယ်ပေါ့ကျွန်တော်လာစာဘယ်လောက်ရောင်းမယ်လို့ပြောလာစာကိုကြာလို့ကျွန်တော်3သိန်းနဲ့1000ရောင်းရမယ်လို့ပြောတယ်ညဒီရောက်တော့အပိုးတွေပါကျွန်တော်တို့တန်တန်းကြောင်းလာစာတော့မပေးပါဘူးတန်တန်းကြောင်းလာစာတော့မှကျွန်တော်တို့ time note down တယ်အဲ့ဒါလည်း မပေးပါဘူး။တိုင်ပြီးတော့လည်းမရဘူးပေါ့။မရဘူး။ဒီဒီရောက်တော့ဒီရောက်လည်းမရဘူးပေါ့။မရဘူးမရဖုန်းတွေလည်းတိတ်နေတယ်ကျွန်တော်တို့ဒဏ္ဍာရီကြောင်းပါတယ်ဖုန်းတွေလည်းအကုန်တိတ်နေတယ်ဖုန်းလည်းပြေးမကန်ဘူး။အရာတွေကကြတော့ကျွန်တော်တို့မဲတော့မကန်ဘူး။ဘာလို့ဆိုတော့ဖုန်းမရှိတဲ့အခါကျတော့ကျွန်တော်ပြင်းတယ်။တက်တယ်မှကြီးပဲကျွန်တော်တို့နေရတယ်ဟုတ်မလား။ရောက်တဲ့15ရက်လောက်ပေါ့တက်တယ်မှဖရိတ်လောက်တယ်ကျွန်တော်တို့ ေးလို့စင်ညနေဆိုလို့စင်ရက်သမားဆိုတော့၄နိုင်ခွဲဆိုရက်တော့တယောက်တပူဘုံအဲ့ဒါရရရကျန်တဲ့ကောင်းနေကြတော့ဘာမှလောက်ကြမရှိဘူးဘုံမကင်နေမှမရှိတာမရှိတော့ပြင်းတဲ့ကကြတော့ရှူကြထွက်ပြီးရတယ်မင်းကျွန်တော်ထွက်ပြီးရမိရသူရိုင်းနှက်တယ်ပြီးတော့ရိုင်းထွက်ပြေးသွားပြီပေါ့ဟုတ်ထွက်ပြေးရတယ်ကျွန်းတငယ်တော်များများပါပဲထွက်ပြေးတာတော့ဒါမဲ့သူတို့ပြန်မိတဲ့လူက200ကျော်တော့ရှိတယ်။ပြီးကြတိုင်းနှက်တယ်သူပြင်းပြန်ထဲတယ် ်အခုကျွန်တော်တို့ဒီဘောက်ကိုစစ်ကြောင်းထွက်တဲ့ခါကျတော့အကောင့်မှာထည့်ပေးလိုက်တယ်အဲဖမ်းမိရတွေပါထည့်ပေးလိုက်အာဖမ်းမိရကောင်မှာထည့်ပေးလိုက်မင်းတို့ထွက်မပြေးနဲ့ထွက်ပြေးလို့တင်ပြတ်သက်မယ်လို့ပြောတယ်အားလုံးဒီကောင်လေးလည်းပါလာတော့ကျွန်တော်တို့ဒီတော့ရောက်ပြီဘယ်နဲ့ဘယ်နဲ့ဘယ်နဲ့ရဲလောက်ကြာမှထွက်ရလဲစီတန်းတို့ရောက်ပြီကျွန်တော်15ရက်လောက်ကြာမှထွက်ရစီတာဘယ်လိုထွက်ရလဲကျွန်တော်အဲ့တော့ကျွန်တော်တို့နယ်မဟုတ်တော့မသိဘူးညဘာလို့တို့သွားတဲ့နောက်မှာထွက်လဲကျွန်တော်တို့၄ရက်၅နေပြီးတော့ လေးရငါးနေစထွက်တယ်။ဟုတ်ကဲ့လေးရငါးနေလေးရလေးနေပေါ့ကျွန်တော်တို့နှစ်ခွက်ထွက်တယ်။နှစ်ခွက်ထွက်လာတော့ခွဲဝရတယ်။ခွဲဝတော့လမ်းမပါရဖြစ်တယ်တခြားတော့လမ်းမကျွန်တော်တို့ဖုံးကြောင်းတစ်ကြောင်းမှတဲရဖုံးကြောင်းအဲ့မှာအလှလုံးနေပထမဆုံးကျွန်တော်တို့ထွက်လာတဲ့အချိန်မှာအလှလုံးတော့ကျွန်တော်တို့သူတို့ကပါစားရဆိုတော့လေနေရာလိုက်ချပြီးတော့ပေါ့ဘယ်ကောင်းတော့ဘနာမှကင်ဆောင်ဘယ်ကောင်းတော့ကင်ဆောင်လို့ကျွန်တော်ကြတော့ဖုံးကြောင်းအွားမှာကင်ဆောင်နေတယ်အဲ့ဒီမှာကျွန်တော်ကင်းသဆောင်မယ်လို့တော့ အဲ့ဒီသူတို့ကတော့ပြောတာတော့ဆရာလို့တော့ပြောတာပဲအဲ့ဆရာဟိောက်မင်းမသွားနဲ့မင်းတို့ကောင်နဲ့အဲ့နေရာနဲ့မင်းတို့နဲ့မတန်ဘူးရေချင်းမရှိဘူးနော်ကျွန်တော်ရင်မဆောက်ဘူးမသွားလိုက်တယ်သွားသွားချင်းမှာပဲဟိုဘက်ကကျွန်တော်တို့လမ်းပြလိုက်တာလမ်းပြလိုက်တော့အဲ့လူမှောင်သွားတယ်ပွဲချင်းပြီးသေးသွားပါတယ်သေသွားတော့ကျွန်တော်လည်းကြောက်လာနေဘာလို့လောက်မှမသိဘူးကျွန်တော်လည်းဝင့်နေတာပေါ့ဝင့်နေတော့အဲ့ဒါသူတို့ဆိုငါလုံးမသားမင်းဘာလုံးနေလဲပေါ့ မင်းပထွေးသေးသွားရင်မင်းတို့လာမင်းအမောင်ကာပြစ်ပါပြစ်တဲ့ညာပြီလားဆိုကိုဒီမှမသိရတာခါမှတွေ့ကြုံမရှိတော့လေအာကြောက်ပြီးတော့ကျွန်တော်ပုံတော့အကန့်ခါလဲရတာလေကံတော့အိဘောသူတို့ချတဲ့နေရာဟိုနားမှာတန်းနေဆိုတော့ဒီလောက်ပြစ်နေခတ်နေတာကိုကိုကဘယ်လိုတန်းနေမလဲအဲ့ဒါသူတို့ကမောင်းပြီးတော့ကိုတို့တင်းတယ်ဒါပေမဲ့လေသူတို့ကကြောက်ရတာတမျိုးဟိုဘက်တည်တန်ကြောက်ရတာလေတမျိုးပါအမှကျွန်တော်တို့အဲ့ဒါပထမအဆုံးစတွေ့တယ်တွေ့ပြီးတော့သူတို့အခဲမကြီးတော့လိုက်တယ်ပေါ့နောက်ကနေရွာတွေရှင်းလင်းတယ်လိုက်တယ် ပြီးရွာတွေမီးရှို့တယ်ပေါ့အဲ့လိုမျိုးလောက်ကြတယ်ပြီးလို့ဆိုရင်အဲ့ဒီရွာရှင်းသွားပြီဆိုရင်ရွာမှာနေရတယ်ရွာမှာနေပြီးတော့တန်တိတလောက်ဆိုတော့ညနေကြတော့လိုက်မှုရတာဝေတော့ကိုတွေလည်းပါးသားဆိုသူတို့မွေတွေလိုက်ကြည့်တာပေါ့လိုက်ကြည့်တော့သူတို့မွေကိုတွေလိုက်မှုရောပေါ့အဲသူများပစ္စည်းတွေယူကြတယ်ကောင်းတဲ့ပစ္စည်းတွေရောပေါ့မကောင်းတဲ့ပစ္စည်းတွေရောပေါ့ကျွန်တော်လည်းတွေးကြရတယ်လိုက်ဆွဲတော့ဆွဲဆွဲတာပဲဟိုဆွဲတယ်ဆွဲ90တန်းအစားကျွန်တော်ဆွဲပါတယ်ဘာလို့လဲဆိုတော့လိုက်စုတာပေါ့ကိုကအကြံစီသမားလေး ပတ်သက်ချီလို့ဆိုရင်ကျွန်တော်လက်မှာပြီးမှာပေါ့ပတ်သက်ချီမှာပြီးမှာပတ်သက်ချီမှာပြီးမှာပတ်သက်မရှိဘဲနဲ့တော့ပြီးလို့မရပါဘူးအဲ့ဒါနဲ့သူတို့ဆိုရဲလိုက်ဆိုရဲတယ်ဒါပေမဲ့သူတို့ကြတော့ကျွမ်းကျင်နေတာပေါ့ကျွမ်းကျင်တဲ့ခါကျတော့အကောင်းစားတွေကြီးရကြတာကျွန်တော်ကတော့အဆုပ်ပလုတ်တွေပဲရပါတယ်အဲ့လိုမျိုးပေါ့အဲ့ယွာကျွန်တော်တို့ပြီးသွားတယ်ယွာတို့သူတို့ PDF ယွာဆိုပြီးတော့ပေါ့နော်ပြီးချိုးတယ်ခင်ဗျလူတက်တာလူပြီးသူတွေတက်ပြည့်ပြီးသူကတော့2ယောက်3ယောက်လောက်တော့သူတို့တက်တယ်ခင်ဗျသူ2ယောက်3ယောက်လောက်တက်တယ်ပြန်ပြီးတော့တက်ပြည့်တာညင်းတော့ညင်းပန်းတော့မဟုတ်ဘူး အိမ်ထဲမှာပေါ့နော် PDF ဆိုတဲ့သူတို့တွေ့လားဂျွာသားတွေကမြန်မာဂျွာသားတွေကို PDF ဆိုတာဂျွာသားတွေကို PDF ဆိုတဲ့သူပြတတ်တယ်တယောက်ကလေဘက်လေဘက်နာဖျက်ရတာမသွားနိုင်ဘူးလားဖျားနေတဲ့ပုံစံမျိုးလားသူလမ်းမလျှောက်တဲ့ပုံစံမျိုးသူ့ဘက်ကလူဆောင်မတည်နိုင်တဲ့လူပေါ့နော်အဲ့ဒါကိုသူတို့ရရဆက်ဆက်ပြတ်တတ်ပါတယ်ဒါမဲ့ကျွန်တော်တို့ကြတော့ဝန်တိုးပိုင်ဝင်လည်းမရှိဘူးပြောပိုင်ဝင်လည်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့တော့နောက်ဆုံးနေပြရတယ်ကျွန်တော်ဆိုလို့ရင်အခုကျွန်တော်တို့အထက်ကပေါ့နော် ရို့ကိုင်းလာ။ဟိုအဲ့မီတချို့ကျွန်တော်ပြောတယ်။ကိုရီးယားတကားမှလည်းလုပ်ဘူးလားမဟုတ်ဘူး။မသိရောင်ဆောင်ပါတစ်ချက်ရရဲ။မင်းကဘာဖြစ်လို့လဲ။အိမ်ကောင်မီးမချို့ရည်လို့ပါမင်းတို့ပါစားတွေကကြောက်လို့လား။အိမ်တလုံးရဖို့ကကျွန်တော်တို့အနေနဲ့မလွယ်ပါဘူးကျွန်တော်တောင်းမူလေဒီမှာလေဆိုတော့အိမ်လုံးရဖို့မလွယ်ဘူးကျွန်တော်ဆိုရင်အိမ်အောင်ကြတယ်အိမ်အောင်ကြပြီနဲ့ကလှုပ်ရှားလာတာကိုကျင့်ဒီအိမ်တလုံးမရဘူးအဲ့တော့အိမ်တလုံးလုံးမရှိဘူးဖြစ်နိုင် သူတို့လည်းဆွေးနိုင်လို့သာအဲဒါသူတို့နှိပ်စက်တယ်ကိုလည်းရိုက်နှက်တာပေါ့ရိုက်တော့လည်းရိုက်ပေါ့ဆက်တယ်သူတို့ကလည်းရှိုးလာတယ်ကြီးပေါ့ဘယ်လောက်လောက်ရှိုးလဲကျွန်တော်မြင်တော့သူတို့ပထမအဆုံးဟိုရွာထိပ်ကနေလို့စချိုးတာပဲချိုးလိုက်တော့တထန်းလောက်မှာပေါ့ပြောမဆိုတော့ကျော်လုံးကျိုးပဲပေါ့ကျော်လုံးကျိုးပဲပေါ့ချိုးမရတဲ့အိမ်ကြီးကြတော့သိပ်မလောင်ဘူးအဲလိုမျိုးလေးကောက်ဦးလေးရှိတဲ့အိမ်လေးရှိတယ်ကောက်ဦးလေးကထားပေါက်တာပေါ့ပါအဲလိုမျိုးကျွန်တော်တို့ဝင်မယ်ဆိုဟာအမကောက်ဦးရှိတယ်ငါတို့မီးရှို့လာတယ်မသွားနဲ့ပေါ့နော် အဲ့ဒီကျွန်တော်တို့အဲ့မှာစစ်ကြောင်းဒီလိုထပ်ထွက်လာတယ်ထပ်ထွက်လာရှိမှတော့ခဲ့အောင်တိုက်ပွဲဖြစ်တယ်ပေါ့တိုက်ပွဲဖြစ်တော့ကျွန်တော်တို့သူတို့တတ်ခိုင်းနေပြကျွန်တော်တို့တတ်ဆိုကျွန်တော်တို့တငယ်ချင်း၄ယောက်ကလည်းအရက်သမားတွေဦးအရက်ကြီးပဲဒါလေးတောက်လာတာစိတ်ကညက်တော့ရွာတွေကဝင်းနေတွေ့တာနဲ့ဒီကောင်တွေကအကုန်လိုက်ဆွဲတယ်ကျွန်တော်တို့ကဘာဆိုရအရက်ပလင်းလိုက်ရှာကျွန်တော်အရက်ပလင်းလိုက်ရှာတငယ်ချင်း၄ယောက်အရက်ပလင်းတွေ့ပြီဆိုရင်အကောင်းသားအရက်တမီဘူးကျွန်တော်အစီပလင်းပဲယူတယ် စီပလင်းကိုဖောက်တယ်ဖောက်တယ်ဘူးတဲ့ကိုတငယ်ချင်းတယောက်တူဘူးတယ်ယူရင်းရေတယောက်တူထဲလိုက်တယ်တကယ်လို့တိုက်ပွဲဖြစ်တာတငယ်ချင်းရှော့သူတပူးကိုတော့ဘူးသူတို့ဘန်းသူပြပြမပြပြထိုင်ဝေ့ပြီးတော့ကျွန်တော်ချပြီချပြီလားသူတို့ကပြောတယ်ဟျောင်းနဲ့ကြာထူးမယ်တဲ့ကျွန်တော်တို့ပြောတာကျွန်တော်တို့တင်တဲ့ညောင်မှတင်တယ်ဆိုတော့ဒါကြာထူးတယ်ဆိုတော့ကြာဆိုអော်ပြီးတော့တက်ပြီးတယ်ခင်ဗျအခုသူတို့ကကြာထူးမယ်အတုလို့လည်းမပြောဘူးသူတို့အချင်းချင်းကတော့သူပြောတာပဲကြာထူးမယ်အတုဟိုကရန်သူကပြင့်နေပြီဟောသူတို့ပြောတယ်ဟိုကရန်သူကပြင့်နေပြီငါတို့ကြာထူးမယ် အဲ့အတန်ကြာရင်သူတို့ပြီးမှာပဲဆိုတော့ကျွန်တော်တို့မပြောတော့ကျွန်တော်တို့ကလည်းရက်ထိုင်တောင်းနေတာဆိုတော့မသိဘူးလေငူးကြောင်ပတ်ကြောင်နဲ့ကြာဆိုကျွန်တော်လေးရောက်ပြီးရဲ့ပြီးတော့ဟိုဘက်ကကျွန်တော်တို့ရဲဘော်ပေါ့နော်ဒေါ်လာရဲဘော်ဒီဘက်ကိုကျွန်တော်တို့ရောက်ပြီးတော့ကြာသလုံးနေတော့ကွာဝိုင်းပစ်တာပေါ့ကျွန်တော်တို့လေးရောက်ပြစ်တဲ့ခါကျတော့ပြေးလို့မရတော့ဟာသွားပြီးဒိုးတော့သိပြီးအောက်သွားရက်ဘူးလေးလက်ထွက်ကြလို့ကြာအာဟာရက်ဘူးအရာကောက်ပေါ့ရက်ဘူးကောက်တော့တယောက်ကိုတော့မှန်သွားတယ်လေပင်ချက်ထီသွားတယ်အဲကျွန်တော်ဆွဲထုတ်လာတယ် အိမ်ထဲမှာပိန်နေဘူးမလာမကြည့်ဘူးကျွန်တော်ကြည့်နေဒီက၄၅ချက်လောက်ပြစ်တော့တခါတည်းပြေးတာကျွန်တော်ကြည့်လိုက်တာတော့အဲ့တော်လန်ရဲဘွား၁၂ရက်လောက်ပဲရှိမှာကျွန်တော်တို့ဘက်ကအယောက်80လောက်ရှိကြည့်လိုက်တာသူတို့ကရှေ့ဆုံးအောင်ပြေးနေရောတကယ်ဒိတ်တွေကရှေ့ဆုံးအောင်ပြေးတော့ကျွန်တော်တို့ကပါစရီဆိုတော့ဘယ်လိုလုပ်မလဲအဲ့ဒီအချိန်မှာနောက်ကနေလိုက်ပြစ်တယ်ကျွန်တော်တို့အုပ်လိုက်ကြည့်ပြီးတယ်ပြေးပြီးတော့အပေါ်မှာတောင်းလာတယ်အပေါ်ရောက်တဲ့အထိလိုက်ပြစ်တယ်လိုက်ပြစ်လေသူတို့ကပြေးလေသူတို့ပြေးကိုပြေးပေါ့ ကြီးလောင်ကြောင်လုံးပြေးတယ်ပြေးပြီးတော့သူတို့တော်တဲ့ရောက်တဲ့ခါကျတော့အဆက်တွေလမ်းလောက်တယ်လင်းယွန်းအဘအဘပေါ့ဒီမှာတအားများတယ်ပေါ့ရန်လူအင်အား250လောက်ရှိတယ်ပေါ့အဲကျွန်တော်တို့လိန်မြန်ကူနဲ့ဟိုကလက်နက်ကြီးအကူတွေပြစ်ပြီးပါအမမလူ12ရောက်လောက်ရှိတယ်အဲ့ဒါအုတ်လိုက်ကြီးကြောက်ပြီးပြေးတယ်ကိုလည်းလိုက်တာပေါ့တော်လန်တယ်ပဲပြောကောင်းမလဲနောက်ကြတဲ့6လောက်တစ်ဆက်ပေါ့ဝေးပြေးသလားမမင်းနဲ့တကယ်ချင်း၄ရောက်တော့အထုတ်တော်ကြံနေခဲ့တယ် တဏှာတွေလက်ကြံနေကြလို့ကြံနေကြပေါ့အာဝောင်းနေကြလို့တင်တဏှာတွေပဲကြံနေကြပါအာလိမ့်မြလာချပြီလေအမှားလေအဲ့ယူအောင်မှာတော့တော်တော်ပြက်စီသွားပြီလိမ့်မြကျဲသွားတယ်လက်နဲ့ကြည့်ကြည့်ထူတယ်ပေါ့ထူလို့ရှင်းသွားတဲ့ခါကျတော့အကုန်လုံးဝင်ကြတယ်ဝင်ပြီးအာဒါတိုက်ကိုမီရှို့တော့တာလူတွေ့လူတက်ပေါ့တွေ့တဲ့အကုန်တက်တာရရဆက်ဆက်ပါပဲကျွန်တော်အမြင်မှာတော့တခါမှမတွေ့ဘူးကောနော်ဒီလောက်မှရရင်လည်းမတွေ့ဘူးပေါ့ ဲ့ဒါပြီးရတဲ့အင်းဒီဒီလိုပါပဲလန့်လောပြန်တာပဲယူလာပဲအကုန်လုံးပစ္စည်းတွေမှမြအကုန်သေးတယ်ကောင်းတဲ့ဆိုတဲ့ဆိုင်ကလေးယူတယ်ဘေးနားမှာကတ်ထားတယ်ပြီးလို့စင်မြတ်ပြတ်ဆက်တွေပြီးရင်မီးဆက်တွေပေါ့နော်အကုန်လုံးဆက်မှန်တယ်မြအကုန်လုံးဖယ်ပြီးတော့ဒါဒါပေါ့အကုန်လိုက်သေးပြီးရတယ်ကျွန်တော်ပြီးဝန်သူကားလိုက်နေကဲအလိုမျိုးကားလိုက်နေပဲပို့တာသိလားကားရင်တော့ဘယ်ပို့လဲတော့မသိဘူးသူကားရင်ကဲတာတော့သိတယ်။ပြန်တော့တင်ပြီးလဲရ။ပြန်တော့တင်ပြီးလဲ။ကားရင်နဲ့ကဲရပါလား။ ျွန်တော်တို့ကြတော့သူတို့သွားတဲ့နောက်ပဲ6ပလိုက်တယ်သူတို့အိမ်ဝင်ရောင်းလို့မရပဲသူတို့ကတော့အကောင်းသားတွေယူကြတာဟုတ်ကိုရီးယားတော့ရရယူပါစေကျွန်တော်ယူတာပဲခါကြလို့စင်ဟုတ်အရင်ခက်ကပတ်စံတွေဘာတွေရောပါတာမသိဘူးပတ်စံမှန်ပြီးတာကျွန်တော်အကုန်သိထည့်ယူတာကျွန်တော်လည်းပေါ့ကျွန်တော်အဲ့အနေပြီးတော့ယူလာနေညဖျောက်ရောက်လာတယ်ညဖျောက်ရောက်လာတော့လာလိုက်တောင်းမှမရှိတော့ဗျာဖပြေကုန်ဖပြေကုန်တော့ကျွန်တော်တို့အဲ့ရွာထဲမှာရှင်းလင်းပြီးတော့ညပြားမှာစကန်းနေချကြတယ် ကျွန်တော်တို့တဲတဲ့အိမ်ရန်ကြတော့ဒီတယောက်လည်းရှိတယ်။ဘိုးကြီးကကြတော့ကျမရေမကောင်းတက်လဲကြီးနေပြီဆိုတော့အမကျွန်တော်ဆက်ဖို့ဘူးပေါ့။ထမင်းချရတယ်။ထမင်းချတယ်။သူတို့ကြက်တွေပါလေရိုက်ချက်၊ဂျွာလေးကကြက်တွေလိုက်ရိုက်ချက်။ကြိုက်ပြီးတာနဲ့ရော့ချက်။ဂျွာလေးကအဲဈေးဆိုင်နေအကောင်လုံးလိုက်လှန်လို့ပေါ့။လှန်လို့ပြီးတာနဲ့ရော့ချက်အကောင်လုံးမနော်သူတို့လိုက်ယူကြတယ်။ကျွန်တော်တော့ထမင်းချက်နေခဲ့ပေါ့။သူတို့ကအကုန်မူရ။ကျွန်တော်မှလည်းငါတို့တော့အရက်လေးတလုံးတော့ပေါ့။ ခြာလေးပြီးပါပါဘောအဲ့ဒါသူတို့အာဘာလို့သူတို့ကိုယ်ဆပ်ဖို့မူတော့လိုက်လို့မရဘူးလေသူတို့တော့မှုလာပြီအာသူတို့မှုလာဆိုကျွန်တော်လိုက်ကြည့်တော့ဘာလဲဆိုအတူရောအစစ်တရောဘာရွှေလေးပါလေလဲပါလာတယ်ကျွန်တော်လိုက်ကြည့်တာဗောဟာဟိုလေးကလှတယ်ငါ့ကိုလည်းပြီးပါအောင်ကွာဒီရလေးကလှတယ်ကျွန်တော်လိုက်ဆွဲကောက်လာတာပါလာသေးတယ်ကျောင်းကျမတော့အတူမှမသိအစစ်မှမသိဆိုဒီရောက်တော့အတူပြန်ကိုလည်းယူလာတာဗောယူမကြီးပြလာလိုက်ရတယ်သူတို့ယူလာတာဆရာကြီးတယောက်ယူလာပဲလေသူဆရာကြီးဆိုတော့အကုန်ပတ်ယူလာဖုန်းနေဆိုလည်း share ျွန်တော်အမအဲ့ဖုန်းကပါလာတယ်ဖုန်းအဆုတ်လေးဖုန်းတော့လေးအဲ့ရမယ်သူတို့မကောင်းဆိုညွန်လာတယ်ဖုန်းကခလုတ်ကလည်းမရှိတော့ဘူးဆိုတော့အေးကွာမကောင်းရင်လည်းငါစမ်းကြည့်မယ်ဆိုအားသွင်းလိုက်တော့ဖုန်းကတော့ကင်လို့ရပါတယ်အဲ့လိုမျိုးကိုယူတယ်နောက်ပိတ်ဆုံးဘယ်လိုဖြစ်လဲဆိုတော့သူတို့လှုပ်ရက်တည်းကတော်တော်ဆိုးလာတယ်ဗျညပြားမှလူတယောက်မှလည်းမရှိတော့ဘူးရန်သူလည်းမဟုတ်ပါဘူးကြွာသားတွေကကြောက်လို့ပြေးရတာဗျဒါတွေကိုကြွာသားတွေရဲ့ပစ္စည်းတွေယူတယ်ဗျအဲ့လိုမျိုးပေါ့ ဘာသားတွေပစ္စည်းနဲတာမပေါ့ယူတာအမှလဲဆက်ဆိုရင်ကျွန်တော်တို့မြေပြတ်ဆက်ဆို15လုံးရှိတယ်။ယူဆက်ဆိုရင်9လုံးအများကြီးပါပဲဆိုင်ငယ်တွေယူကြတယ်။အဲ့ဒါတွေကျွန်တော်တို့ကတနေရာပုံလိုက်ရတယ်။သူတို့ကကားနဲ့ထပ်ခဲ့ပြန်တာအဲ့လိုမျိုးလေးဘာသားရဲ့ပစ္စည်းတွေပေါ့အကုန်လုံးယူတာ။နောက်ပြီးကျွန်တော်တို့အဲ့လိုမျိုးစစ်ကြောင်းတွေလမ်းတော့မှာပဲ။တွားတဲ့အချိန်မှာရေတအားထိုးစင်းနေပြ။ရေတအားထိုးစင်းနေတဲ့အခါကျတော့ ိုဘကံကူဘောမဖြစ်နိုင်ဘူးဖြစ်နိုင်တော့ကျိုးတစ်ချောင်းတော့သူတို့တားရတယ်ဝါးကျိုးကြီးကြီးလုံးလုံးကျိုးတားရတော့ဟိုဘောက်ကူရတယ်သူတို့ကကူတော့ပထမအဦးဆုံးစကူတာတရင်နဲ့ဒုတက်ချက်စကူရတယ်ပြီးွားလို့ဆိုရင်သူတို့ပေါ်တာဆွဲလာတဲ့လူတယောက်ကူခိုင်းတယ်အဲနှစ်ယောက်ရောက်သွားတဲ့ခါကျတော့ကျွန်တော်တက်စိတ်ကဆရာကြီးပေါ့သူက point ပြရတယ် point ပြတော့သူကူတယ်ကူတဲ့ခါကျတော့လမ်းတော့ဝတ်မှာဗျသူက လက်မခံတော့လက်မခံတဲ့အခါကျတော့တုတ်ကြတော့မယ်ပေါ့သူပြောတယ်ဘယ်သူမှလည်းမသွားရည်ပြီးတာအစိမ့်တော့အားနဲ့ဘယ်သူမှမသွားရဲတော့သူကဂျွာသားကိုကယ်ခိုင်းတယ်တင်မှုပေါ့ဗျာပြောမှလည်းကြည်တော့ဂျွာသားကိုကယ်ခိုင်းတယ်ဂျွာသားကလည်းသူလည်းသိမ်မှကြောက်တာပဲဘာလို့လဲဆိုတော့ဒီလောက်ကြီးတာထိုးစမ်းနေရဗျာအဲ့ဂျွာသားလေးကိုအောက်ကငန်းငန်းနဲ့အကယ်ခိုင်းနေဂျွာသားလေးလည်းသွားတယ်နှစ်ယောက်သားမျိုးပါတာပေါ့ပါတော့အဲ့ဒီမှာတော့ကံကောင်းနေပြန်မသိဘူးမသိဘူးဆိုတော့ဂျွာသားကဘာကိုသွေးမိလိုက်လဲဆိုတော့ ဲ့ဆရာကြီးတနောက်ဆွေးမိလိုက်တယ်။တနောက်ဆွေးမိလိုက်တော့အဲ့ဆရာကြီးကကြတော့ဝေယုံမအောင်ဆွဲထားတယ်။ဆွဲထားသူတို့နှစ်ယောက်လုံးဆင်ပြီးပါတယ်။ဘောရောက်သွားတဲ့အခါကျတော့နောက်ဆရာတယောက်ထပ်ကူတယ်။နှစ်ရက်နဲ့ပေါ့။သူကအမေသတိကိုင်နေ။နှစ်ရက်နဲ့သူတက်ကူတယ်။ကူတဲ့အခါကျလွန်တော်လောက်ကျတော့ခါပြက်မျောပေါ့။မျောကဘူးမလိုက်မစိ။အမှန်တကယ်ဆိုလို့ဆိုရင်တော့ဒါအိုက်ဆက်တင်တယ်လို့ထင်တာပဲ။တနောက်ကောလူကိုပါပါတယ်ဟာဒီတိုင်းမကြည့်နေကြလိုက်တယ်လေ။ ကျွန်တော်တို့ကြတော့လေသူတို့မှမကယ်တယ်ကျွန်တော်တို့ကပို့ဆိုတော့အမှန်တကယ်ဆိုတော့ကိုကပင်လေလားနေပါလားပြန်မြင်လိုက်လိုက်ရင်ရတော့လောင်းလည်းမရတော့ဘူးပေါ့လောင်းလည်းမရတော့ဘူးလက်စပြက်ပဲတနေ့ရောလူရောပါတော့တနေ့လူရောပါပါတယ်အဲ့အနေသူတို့မဖြစ်ဘူးဒီတိုင်းဆက်ကူးမယ်ဆိုရင်အကုန်သေးကုန်လိုက်မှာပေါ့ဟိုဘက်ကအဲ့ဒီမှာကျွန်တော်ပါပါပါသေးတယ်ကျွန်တော်ပါတကူးလိုက်တယ်အဲ့ဆရာမျိုးသွားပြီးတော့ဟိအောင်နဲ့မင်းကူးတယ်ဆိုကျွန်တော်ကကိုကဟိုဘက်ကန်ရောက်သွားတယ်ရောက်သွားပြီးတော့ဟိုဘက်ကန်ရောက်လို့မှမကြသေးဘူး တရားနဲ့ဒီတိုင်းဆိုရင်အကုန်လုံးသိကုန်လိုက်မယ်တဲ့မင်းတို့ဟိုဘက်က၅ရောက်ပြန်ကူးလာခဲ့ဆိုနှစ်ခါပြန်ကူးရတာပေါ့နှစ်ခါပြန်ချော့ရုံးမဲ့ဆိုနှစ်ခါပြန်ချော့ပြီးတော့ကျွန်တော်အဲ့နေပြန်ပတ်လာတယ်ရှေ့ရောက်တော့ဒီကောင်ဂရုံပြင်းလိုက်ရရှင်းနေရှင်းနေတော့တမိုင်းမတထွေတွေပေါ့ကျွန်တော်တက်စိတ်ရပေါင်းပြီးတော့လေတွားကြတော့လဲဟိုပေါ်တာဆွဲခံရတာစိတ်လည်းမပေါ့ကျွန်မမင်းဘလို့ဖြစ်နေလဲတမိုင်းမတထွေမင်းတော့ပေတော့မယ်ကွာအဲ့လိုပြောတာဘုရားကလည်းစား ငါဆွေးမပါဘူးတငယ်ချင်းရတာငါမလုပ်နဲ့မလုပ်ရှင်းစိတ်မပါလည်းမရဘူးတငယ်ချင်းအေးသူကတော့သူတို့ခေါ်တယ်နောက်လိုက်ရမှာပဲ6 6ဆိုတော့ဒီလိုပဲအိပက်အိပက်လိုင်းတော့ကျွန်တော်ချောင်းချောင်းထပ်ဖြတ်အောင်မယ်ထပ်ဖြတ်အောင်မယ်ဆိုတော့အဲ့ဒါကိုသူတို့ရွာသားကိုခေါ်တယ်ခေါ်ပြီးတော့အပင်းတပင်းလှဲခိုင်းလိုက်တယ်ချိန်သွင်းတယ်လှဲခိုင်းမလို့ရေကိုကလန့်ခံလိုက်တယ်ခံမလို့အဲ့မှာဟိုဘက်ကတော့ကျူးနှချောင်းတားတယ်ပေါ့ကျူးနှချောင်းတားပြီးကျွန်တော်တို့ဟိုဘက်ကူခိုင်းအဲ့ဒါကျွန်တော်တို့ကဦးလာပေါ့ ခုတော့ကျွန်တော်ရှိရအကောင်ရှိနေကောင်အပေါ်ဆွဲတက်တဲ့ချိန်မှာပြုတ်ကြတယ်အမလည်းပြုတ်ကြသွားတော့ပူလည်းမလိုက်နိုင်သူတို့လည်းမလိုက်ခင်ရတော့ဒါထုံးမရှိပါဘူးအမလည်းတယောက်သိတယ်တနက်လည်းပါသွားတော့နော်ကျွန်တော်တို့ဆိုရင်တော်ထဲမှာအိတ်လို့ဆိုရင်တနက်တွေအတိုင်းပဲပြတ်ထုတ်တာပေါ့ပူလူပလတ်တွေကြီးပါအကောင်လုံးကြီးလိုက်ပူလူပလတ်တွေကြီးပါတနက်တွေဆိုရင်ကြည်သာတခြားတနက်ကတခြားအလူပါပါအိတ်ပစ္စည်းတွေကျွန်တော်တို့တနေရာမှာပေါ့ထားပြီး စ္စည်းတွေအကုန်ဆက်နေပတ်သက်လို့ဆိုရင်အကုန်လုံးတော့ကျွန်တော်တို့ချွေကြပေးရတယ်သူတို့ကတော့ကားလေးနဲ့ကဲတိုက်တယ်နောက်ကြတော့ကျွန်တော်လည်းစင်မပြေတော့ဘူးလေတငယ်ချင်းတွေကိုညှိတယ်ကြောက်မတို့တော့ဒီညတော့ပြီးမယ်တို့လိုက်မလားဘူးတော့လည်းအေးလိုက်မယ်ငူးတော့တော့လိုက်မယ်တော့လည်းအေးလိုက်ရင်လည်းလိုက်ဒီနေရာမှာမှကိုယ်ရမကောင်းတယ်ညာမကြည့်တော့ဘူးတို့ဒီဘက်ဆိုတော့အကုန်လုံးလွတ်မယ်ကျွန်တော်တော်လိုင်းရဲပေါ်ကြီးလည်းရှိတယ်ပေါ့ကျွန်တော်အေးလိုက်မယ် အဲ့ဒါနဲ့ကျွန်တော်ခေါ်တယ်ဒါအမေရိကန်ကမလိုက်တော့ဘူးနောက်ကျတော့လိုက်ရကကျွန်တော်တယောက်တယ်ဒီဘားထဲမှာကျတော့ကျွန်တော်တို့ကင်းချတာရဆိုတော့ပတ်ချလဲမှာ405နဲ့404ပေါ့404အစွန်မှာကျွန်တော်တို့က405ဆိုတော့ဒီဘားလုံးပတ်ထားတယ်အဲ့တော့ကျွန်တော်ဆက်ပြလို့မလို့မလို့တော့ကျွန်တော်ကတုတ်ကျင်းမှာပုံနေတယ်သူတို့ဂျွာသားတွေရဲ့အကာအကွယ်ပေါ့ကတုတ်ကျင်းကျူတာတယ်သူတို့လိမ်ညာနေပုံနေလာကျဲလို့သိရင်အကျင်းထဲမှာပုံမဲ့ဆိုတော့အနေထားနဲ့သူတို့တူးထားတဲ့ကျင်းကျင်းဟောင်းမျိုးဗျအဲ့ဒါမှကျွန်တော်2ရက်လောက်ကြာတယ်ပုံနေခဲ့ နှစ်ရက်လောက်ကြာမှသူတို့ကတနတ်ကျွန်တော်မယူအောင်ပြတနတ်ထားခဲ့တယ်။တနတ်ထားခဲ့တော့သူတို့ကျွန်တော်တိတ်လိုက်မချအောင်လို့နော်။အဲနှစ်ရက်လောက်နေတော့သူတို့လည်းလက်သွားတယ်။ကျွန်တော်ကဖော့မပြီးသေးပဲနဲ့အကရုတ်ကျင်းထဲမှာပုံနော်။အဲဖိုးကြီးကိုပြန်သွားတယ်။ဖိုးကြီးကိုသွားတဲ့ခါကျတော့ဖိုးကြီးကတော့ဝမ်းသာဟာကောင်းလေးမင်းမသွားသေးဘူးလားပေါ့။မသွားသေးဘူးကျွန်တော်ပုံနေတယ်ပေါ့။အေးအဲ့ဒါဆိုလို့စင်ရင်တော့မင်းဒီကနေပြီးတော့တန်းတန်းသွား။ညာဘက်ကိုကိုယ်အမလိုင်းရှိတယ်။ဒီရိုးတွေကကြည့်ပြီးတော့သွားတယ်။လမ်းမောင်းနေပေးလိုက်တော့လမ်းတန်းအောင်သွားပေါ့ ဟုတ်ကဲ့အဘခုနကကျွန်တော်စကားပြောနေတာပေါ့ပြောနေရင်လည်းလူကြီးနှစ်ယောက်သူ့လာခေါ်ပါတယ်ချိန်မကောင်းဘူးပေါ့နော်စစ်တပ်ကဒီတကြောပြန်လာအောင်မယ်လို့ပြောတယ်လေ၄လေးနဲ့၄ငါးနဲ့အဲ့တော့ဘိုးကြီးကိုသူတို့နှစ်ယောက်လာခေါ်ပါတယ်လာခေါ်ပါတော့ကျွန်တော်မိုးဖူးပေးလိုက်တဲ့လူအေကအဖိုးရက်ကြက်နေရတယ်ဗျကျွန်တော်မိုးဖူးထုတ်ပေးနေတော့မှအဲ့လူရဲ့ကျွန်တော်မှတ်မိတယ်သူသွားတော့မှကျွန်တော်ကလည်းကြည့်လိုက်တဲ့အခါကျဘိုးကြီးအဲ့ရောက်ကြည့်တဲ့အခါကျလွဲကြီးကြက်နေတယ်ကြည့်လိုက်တော့သူ့ရဲ့အပုံလေးနဲ့ ပစံတသိန်း6တောင်းကျန်နေခဲ့တယ်တသိန်း6တောင်းကျန်နေခဲ့တယ်အဲ့ကျွန်တော်ယူလာခဲ့ပါတယ်ဘာလို့ဆိုတော့ကျွန်တော်မယူလက်သူများယူမှာပဲလေအဲ့ဒါကြောင့်မလို့အဘောက်လည်းတောင်းမှာပါတယ်အဲ့ကညာဖျားရွာသားတွေလည်းကျွန်တော်တောင်းမှာပါတယ်လို့ကောင်းပါလေအနေနဲ့များပါဗျာသူများတော့အများပေါ့ကျွန်တော်တော့အတုတွေပါအစ်စ်တော့မရဘူးဗျအတုတွေပဲရလာခဲ့ပါတယ်ဟုတ်ကဲ့ဒါပါပဲ ီထဲရောက်တော့မင်းတို့ဘယ်လိုပြောငါတို့ဘယ်လိုကြိုဆိုလဲကောင်ဒီထဲရောက်တော့ကျွန်တော်လာခေါ်တယ်ဗျကျွန်တော်လာခေါ်တာတော့၄၅ရက်လောက်ကျွန်တော်ကချင်းချင်းပြောမယ်ဆိုလို့ခွေးအောင်မွေးလို့ပေါ့ကျွန်တော်ဂရန်ဂရန်ဂရန်စံတော့လောက်တာပေါ့အာခေါ်လာခဲ့တယ်ခေါ်လာခဲ့တော့ခုရောက်တော့ကျွန်တော်မိတာမိတော့ကျွန်တော်အာခွေးပဲကျွန်တော်မဖြေဘူးပေါ့နော်ကျွန်တော်ကပေါ်တာဆွဲခံရတာပေါ့ကျွန်တော်ရညင်းတယ်ဒီတော့မှငါခွေးမဟုတ်ဘူးပေါ့တော်လိုင်းကောင်းတာဆိုတော့မှကျွန်တော်ပြောပြပါတယ် ကျွန်တော်ရဲ့အဖြစ်မှန်လေးကိုပြောပြလို့ AI အကြောင်းအခုဆိုလို့ရှင်သွားခြင်းနဲ့ညာသွားလို့ရပါတယ် AI အကြောင်းပါပဲဟုတ်စာစာတော့ရောဘယ်လိုဘယ်လိုစာတော့တော့ဒီပြည်သူတွေကြွေးတာဗျာဘယ်လို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 လဲစာတော့တကယ်ဟာနေဆိုတကယ်ဟာနေဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီမှာကောင်းတယ်လို့တော့ယူဆတယ်ဘာလို့ဆိုပြည်သူတွေကြွေးတာဟုတ်ဒါကျွန်တော်တို့ဒေါ်လာရဲပေါ့တထုပ်ဆိုကျွန်တော်တို့လည်းတထုပ်စားရပါတယ်ဒါတော့ညီမြချင်းပါတတ်တယ်မှလည်းတူတာတတ်တယ်မှလည်းမတူဘူး အဲ့ဘာဘာတွေ့တယ်တတဲမှာကျွန်တော်တို့ကြတော့အခုကြက်ဥဆိုလို့ရှိရင်ကျွန်တော်တို့တပိုင်းပေါ့ဗျာကြက်ဥတပိုင်းအာတပိုင်းပေါ့သူရဲ့စံမြင်နဲ့ပြီးတာပေါ့တင်တန်းကျောင်းမှာတော့ကြောက်ကျွန်တော်တို့တလုံးစားအမှန်ကြောက်တပိုင်းအဲ့လိုသူတော့ကသူတို့လက်ချက်တွက်ပြပါတယ်ဒီမှာကြတော့ကျွန်တော်တို့ကောင်းမွန်စားရတယ်ဟိုတနည်းဆိုရင်ဝတ်သားဝတ်သားဝတ်သားနဲ့ဓာတ်ရိုက်ကိုဝတ်သားတွေမြန်မြန်နဲ့ကျွန်တော်စားရပါတယ်တော်တော်လေးဘာသာဘလူနီလေဒီမှာနဲ့ တတ်တယ်မှာလည်းဆိုဒီမှာကျတော့ဒါလွတ်လပ်သွားတာကိုပျော်သွားတာပေါ့ကိုကျင်တယ်မှာဒါပေါ်ပါသွားသလိုခံစားရတယ်ဘာလို့ဆိုတော့ကျွန်တော်အားပျော်မိတော့ကိုမှာကျတော့ဒါကိုစိတ်ကိုကိုချုပ်သွားသလိုဖြစ်နေစဉ်မပြေဘာလို့တော့ကိုကထွက်လာမယ်ရှာရတာပေါ့ကိုမှာလည်းတငယ်ချင်းတွေကသူတို့ဆင်းချင်းလာပြီလားဆိုထွက်ပြေးတယ်ပြီးတော့လည်းပဲကိုနိုင်မှာမဟုတ်တော့မိတာပေါ့ပြန်မိတယ်ပြန်ပြီးတော့သူတို့ရိုင်းနှက်တယ်ပေါ့ပြီးရင်ဒီပြန်ထည့်တယ်ဒီလိုပဲဒီလိုပဲသွားနေတာ ခုလိုမျိုးကျွန်တော်လွတ်လပ်တဲ့အချိန်မှာတော့ဒါပြောပါတယ်ကြံကြံခဲ့တဲ့တငယ်ချင်းတွေရောမပြောချင်ဘူးငယ်ချင်းတွေကိုလည်းအခုလိုမျိုးပဲဆက်သွယ်ပြီးတော့လာဝင်ပါလို့ပြောချင်ပါတယ်ဘာလို့လဲဆိုရင်တမတော်နဲ့ကျွန်တော်တို့ဒီကတော်လိုင်းကြီးเนี่ยမတူပါဘူးလို့ကျွန်တော်တို့တော်လိုင်းကြီးကလွတ်လွတ်လပ်လပ်နဲ့အေးရအေးကြောင့်ကိုယ့်ရဲ့စိတ်တက်နဲ့တက်တန်းနိုင်တဲ့တော်လိုင်းဖြစ်ပါတယ်ကိုယ်ပိုင်းဆုံးဖြတ်ချက်နဲ့လောက်တော့တော်လိုင်းကြီးပါဘူးဘူးဘူးမှာဆရာတွေဟိုကြီးချင်းမရှိပါဘူး လာမယ်ဆိုလို့ဆိုရင်စက်တူရပြီးတော့လာခဲ့ကြပါသမီးတွေတို့ခေတ်ပေါ်ပါတယ်